င်္ဂလာပါကျွန်တော်ဒီနေ့တက်ဆက်ပေးမယ့်ဝတ္ထုတူလေးကတော့ဆရာကိုကျော်ရေးတတ်တာတဲ့တောခွေးရံဆိုရင်ဆိုရင်ဝတ္ထုတူလေးပဲဖြစ်ပါတယ်အိမ်မော်တက်လာတော့ကိုအောင်လူကို မိုးဆိုးကြီးဥတော်ကလှမ်းကြည့်ပြီးဘာလဲကွာဟုဝေးလိုက်စက်သားတရွဲလာဖို့တာအပဒီမင်းတော့တက်တန်လည်းမကြမိလားကျွန်တော်တော့မတက်ပြသေးပါဘူးအပကလေးတွေရလာတော့မင်းကလေးစေချောတက်တွေရတဲဟုတ်ပါလားဘာမျိုးဘိုးတူဆိုတာဒါအထင်ပါရဲ့ ဒီအသက်ရွယ်နဲ့စက်တောင်ရအောင်လိုက်နိုင်တယ်ဆိုတော့အာကကောင်းနေပဲကွာအဘကလည်းဘယ်ကလာဗာမျိုးဘုဒ္ဓကမလဲအဘရဲ့ခွေးနဲ့ကြက်ပြင်းငက်ပြစ်သွားကြရင်တော့ခွေးတွေချတာလဲစက်တွေကိုတွေးလို့တော့ခွေးတွေကိုခွေးနဲ့မောင်းတော့ပြီးကြံတဲ့တချမ်းကိုထန့်ချလာခဲ့တာဟေးဟိုအောင်လူကြီးစကားကြောင့်မိုးဆိုးကြီးကအေးကနေအပန်ထွက်သွားပြီးတော့မှအေးကွာအမှန်ကတော့တော့ခွေးရတယ်တားကောင်လိုက်တယ်မိုးဆိုးပဲ တို့မိုးစိုးချင်းချင်းတော့တူးချထားတဲ့သားကောင်တူးကလူယူယူထုံးစံမရှိခုမိန်ကလေးတွေကမသိလို့ဖြစ်ပါလိမ့်မယ်ဒေါ်ခွေချထားတဲ့သားကောင်ကိုမိုးစိုးစစ်စစ်လူကမယူကောင်းဘူးဟုတ်ကဲ့အခုကလေးတွေကမသိလို့ယူလာခဲ့ကြတာပါအဖစက်တွေစားနေကြတဲ့ဒေါ်ခွေတွေကိုမောင်းထုတ်လိုက်တော့ခပ်ပြေးသွားကြတယ်ပြောတယ်ဒေါ်ခွေချထားတဲ့သားကောင်ကိုလူယူရင်မဖြစ်တယ်လေပါမဖြစ်တာလဲဆိုတော့ငါလည်းမသိဘူးကွတို့မိုးစိုးအစင်ဆက်မာစကားပြောစကားကြားဘူးတာပြောပြတာပါကွာ ိုကလေးတွေယူလာတော့လဲစားရတာပေါ့ခွာစင်မစိုးကြီးတွေကလူမယူကောင်းဘူးဆိုတာတော်စီတောင်စီပေါက်တယ်လို့ဆိုလိုတာလားပါအဲ့ဒါလည်းဖြစ်နိုင်တာပဲတော်စီတောင်စီပေါက်ရင်အဲ့ဒီတော်တွေနှစ်နဲ့ချင်းကြီးတားကောင်လိုက်မရဖြစ်တဲ့ကိုမိကလေးတွေရလာတာဘယ်တော်တော့တက်စိန်မင်တော်ကလူဝိုင်နာလို့ပြောတယ်ပါဟုတ်လားတက်စိန်တော်ကတော်ချန်ကြီးတော့မဟုတ်ကွာတော့ပဲမဲ့လူဝိုင်ဆိုတာကတော့မင်းလည်းကြုံမှုတွေ့ဘူးသားပဲမှန်သည်လူဝိုင်ဆိုဒီမှာ လွေရောက်၍စမ်းရည်တွေခန်းသွားလျင်စမ်းကြောင်းတစ်လျှောက်တွင်အိုင်ဖြစ်ကြံနေသောရေရိုင်ကိုဆိုသည်ထိုရေရိုင်နားတွင်လင်ထိုးအဆောင်၍ရေတောက်လာသောတော်တရိတ်ဆန်များအိုင်လူးရန်လာသောလူချင်းကြိုက်တိတ်ဆန်များကိုလည်းပြစ်ခတ်၍ရတယ်ပြီထို့ကြောင့်အချို့အပိုင်စားရလာသောမိုးဆိုးများဆိုလျင် လူအိုင်တွင်ရေခန့်သွားပါကလဲပေါ်ရေတိုင်ကြီးတင်လာ၍လူအိုင်ဖြစ်နေအောင်ဖန်တီးထားကြသည်လည်းရှိပြီးလူအိုင်ထူးခြားချက်မှာစည်းစာမရောက်တဲ့ရောက်အချိန်မှာတရောလုံးတရောင်လုံးဟိတဲ့ဆူမြန်လာတတ်သည် တကြတော့မဟုတ်ခဝေးဝေးစီတောတောင်တနေရာမှာထိတိုက်စဉံလာတဲ့မှာလူဝိုင်နာရောက်ဒီနေ့တိတ်ဆိတ်ပြောက်ွယ်သွားသည်ထို့သောတောချောက်တောင်ချောက်သောလူဝိုင်မှာသားကောင်များများရလေခုမိုးဆိုးများကအယူရှိသည်လူဝိုင်တို့နောက်တစ်ခုထူးခြားချက်မှာလူဝိုင်ဘဝင်းကြီးစီတစ်ပင်အမြင်ကြီးပေါ်တွင်လူဝိုင်တွေကရွှွန်ညွန်ရွှွန်စည်းတွေပေးကြံနေတာတွေ့တတ်သည်ဤကလူဝိုင်ကိုဆင်းရွှွန်ညွန်လူတတ်ပြီးမှတောကျွဲ့နှင့်ဝတ်တို့သာဖြစ်သို့သော ဝက်နဲ့ကျွဲတို့ကတက်ပင်ပေါ်တက်တက်ကြလို့တရိတ်ဆိုင်မှာမဟုတ်ကြလူဝိုင်ထဲတွင်လူလာစော်ရင်က အမိခါကြိုးခါ၍စင်သောရွှွညော်ဆိုလျင်လည်းအဆက်အပြောက်သာတက်ပင်ပေါ်၌တွေ့ရမည်လူ၄၅ရက်ခန့်မြင်သောပင်စီပေါ်တွင်တရိတ်ဆန်တကောင်ကောင်လယ်ပင်ရား၍တိုးတိုက်ထားသလို ပိမ့်ပိမ့်နေသောရွှွညော်အကွက်ကြီးများကိုတွေ့ရတတ်ပြီလူဝိုင်ထဲကိုမြောင်များစင်းစော်ပြီးဆော့ထားတာလားဟုထင်ရအောင်မြောက်ဆိုသောတရဝကလည်းရွှွညော်အိုင်နဲ့စင်းစော်တတ်သောတရဝမဟုတ်ကိုတို့သူသူစံစံရှိတဲ့သောလူဝိုင်ဆိုရင် မုတ်ဆိုးများကအိုင်ကျန်းကြီးဟုအတိအမှန်ပြုကြသည်ထိုအိုင်ကျန်းမျိုး၌မုတ်ဆိုးတို့၏ဖုံးနှက်စင်လာစီကံနီလန်အတိုင်းသာလင်ထိုးဆောင်ပြနေရင်ကားကောင်ပိုရသည်ဟုလည်းယုံကြည်ကြသည်သို့သောဒေါ်စီတောင်စီမုတ်ဆိုးတို့၏ထုံးနှက်စင်လာကိုချိုးပေါက်လျင်တော့ထိုလူအိုင်ကျန်းကြီးနာကမြန်မြန်သာပြေးပြီတော့ဒီဒီကိုလည်းရွာမုတ်ဆိုးကိုအောင်လူကြားဘူးသာသည်တော၆တော၆တာတွေကိုလည်းနှခံသုံးကတော်တဲ့တွင်ဂျုံမှုသာသဖြင့် ယနေ့လူချင်းအိုင်နာမှတော်ကွေများစားလက်စားဆက်ချမ်းကိုလူသားနှစ်ယောက်ကလူထမ်းလာကြသူကိုတွေးမိပြီးတစ်ဆိုင်တော်တွင်ဘိုးဆိုးကျော်ကြီးပြောသလိုတစ်နှစ်ပတ်လုံးများတားကောင်ပြင်းပြရဆာမယားများဖြစ်လိမ့်မလားဟုတွေးရင်းအိမ်မြန်လာရလမ်းတဝက်အယောက်မှာပင်ရွာတောင်ဘက်ကဆူဆူငင်ငင်အတန်တွေကိုကြားလိုက်ရသည်ဟိုအောင်လူမတက်ရက်နားစွန့်လိုက်စမှာပဲဘရုံသုံးလားနဲ့နွားချောင်းသားကျွဲချောင်းသားများကျွဲနွားများရွာထဲသို့ပြေးရောက်လာကြသည်ကျွဲနွားများမှာညီမြကြောက်ရွံ့လာကြသည်မပြီး ရွာတဲ့ရောက်ပြီးပိုင်ရှင်များအော်ဟဲ့ထိမ့်သိမ့်နေကြသည့်ကြားထဲကပင် အချို့နွားများကအမီးထောင်ပြီးစောက်တီယာမင်းရရုံးကန်ထွက်ပြေးနေကြသည်ဘူအောင်လူကပစ်ကောင်လေးဘာလို့လဲနေကင်းတောင်တောင်ကြီးကြားထွက်လိုက်လို့ကြားမဟုတ်ဘူးဗျတောခွဲဟုတ်ကြလန်တွေကျွဲတွေနွားတွေအတင်းလိုက်ကြိုက်ကုန်ကြအေးမှန်ပြီသူတို့ရွာမှာကျွန်းလာမျိုးနဲ့ဆက်နှစ်မိုင်ခန့်ဝေးပြီဘဝဉ္ဉေရွာများမှာရှမ်းကုန်းစိတ်ဖူးတစ်ပင်စိတ်နောင်ရိုးစသည့်ရွာနီးနားများရှိသည့် နောင်ရိုးရွာမှာကျွန်းလာမျိုးကိုလဲနေလာတော့ကိုသားအောင်ဤနွားနှကောင်လဲပါသွားသည်လဲဝင်ယူကျိုးသွား၍လဲဝင်ယူသွားကုန်နေတော့ဝင်ကြိုက်သည်တော်ခွေးဥသည်ငင်းကတောင်ဘက်ကဆင်းလာပြသည်ဟုဆိုသည်အကောင်20ပြောရှိသည်တော်ထဲမှာသူတို့သားကောင်လိုက်တယ်လို့တကောင်နဲ့နောက်ကိုမလိုက်ကြပဲကျွန်းနွားအုပ်ထဲကိုဝင်ပြီးတွေ့သည့်ကျွန်းနွားကိုကြိုက်သည်တော်ထဲမှာလို့ကြိုက်လဲလိုက်တော့တကောင်ကောင်ကိုလည်းဝိုင်းကြိုက်ဖဲ့ဆွဲမစားကြပဲငင်းငင်းသမျှကျွန်းနွားတွေကိုလိုက်ကြိုက်နေကြသည်တော်ထဲမှာဆိုရင်တော်ခွေးများသည်ထိုးသောမဟုတ်ချာ သားကောင်တကောင်ကောင်ဟူသာသူတို့ဥတီလိုက်ကြသည်ထို့သို့လိုက်ရနိုင်လေသူတို့အုတ်သေးတွင်တော်ခွေအမျိုးအစားလေးမျိုးပါသည်လိုက်ခွေပန်းခွေဖြတ်ခွေရေတဲခွေဟူ၍ဖြစ်သည်လိုက်ခွေများကမူသားကောင်နောက်ကိုထက်ကြမကွာနောက်ကလိုက်သည်မိလျင်သားကောင်ဤတကောင်ခွေနောက်ကျောကို မပြေးနိုင်အောင်ဖြတ်ကြိုက်သည်တော်ခွေဤသွားများမှာအိမ်ခွေလိုအဆွဲမပါစောက်ခုံးလိုအဖျားခုံးခုံးရှိသည်ဟုတ်ကြောင်တော်ကိုတစ်ချက်ဟာကိုင်းပြီလင်အသားကအကွင်းလိုက်ကျပါသွားပြီအကျောဆိုလျင်လည်းပြတ်သွားသည ထို့ကြောင့်တော်ခွေးများသည်တားကောင်၏အဓိကကြသောနေရာများကိုရွေးကြိုက်တည်းမျက်လုံးဒွာရတကောက်ကျော်အင်္ဂါစသည်လိုဖြစ်ကြည့်သူတို့သည် သူတို့တဲ့အစမတန်အင်အားကြီးသောဆင်များကိုပင်ဝိုင်းလိုက်ကြိုက်တက်စားတတ်ကြသည်ဆင်များကိုလိုက်ရပင်ပရမအူဆုံးအုပ်မှတကောင်ကောင်ကိုကွဲထွက်သွားဥတည်လိုက်ကြပြီးအုပ်မှသွေးသွေးတန်းနဲ့ခွဲထွက်လာသောဆင်ကိုလိုက်ကွေးအုပ်ကနောက်ကအတန်ပေး၍လိုက်ကြသည်တော်ခွေးများသည်အိမ်ခွေးများသည်ကြည်ကြဲလောင်လောင်မဟောင်းတတ်ကြညှို့ညှို့ညံ့ညံ့အတန်ပေး၍သာလိုက်ကြသည် ို့တို့လိုက်ကြရတယ်ပန်းကွေးတွေကဘေးနှစ်ဖက်တွင်တစ်ဖက်လျင်နှစ်ကောင်းအုတ်ကြီးလျင်သုံးကောင်းတိသူတို့၏ဥတေရာတို့ကားကောင်တက်တက်မတ်မတ်ပြေးအောင်ဘေးနှစ်ဖက်မှာအတန်ပေးလိုက်လာကြသည်ရေတဲခွေးနှစ်ကောင်းသုံးကောင်းကမူရေအိုင်နဲ့သွားဆင်းလိုက် ပြန်ပြေးလာပြီးကားကောင်ကိုရေအိုင်ရှိတွင်ရှိချောင်းကိုအယောင်ပြလိုက်သားကောင်နောက်လိုက်လာရ၍ရင်ငင်းနေကြသောသူအပေါင်းအသင်းများအားသူတို့တည်လာသောကိုဘော်ကရေကိုအမောဖြီအရက်ခံအဆုတ်ခံပေးလိုက်လှုပ်လိုက်ရေသွားပြန်တည်လိုက်တစ်ချိန်လုံးလုံနေကြသည်သားကောင်ကိုမမီမချင်း ဤသို့လောက်အမိတာဝင်ရေတဲ့ခွေးတွေရှိပြီကိုသူတို့ဗီဇစိတ်ကတည်ပြီရေတဲ့ခွေးမှာအုတ်ထဲ၌အလုံးတည်ကြီးသလိုအမွေးစီအမွေးအုံကြီးသောခွေးဖြစ်ပြီထို့ကြောင့်သူတို့၏အမွေးများတွင်ရေများများဆူဆူ၍ပါလာခြင်းဖြစ်သည်များသောအားဖြင့်တောတရိဇံများသည်ရန်သူလိုက်၍မောပန်းလာလျင်ရေငှက်၍ရေအိုင်ကိုသာပြေးတတ်ကြသည်ဤသည်ကိုရေတဲ့ခွေးကတိထားသဖြင့်ရေစီသောအရာကိုသူ့ကိုအဆိုကြီးနှင့်တတ်တည်ထူပြပြီးများခေါ်သွားပြီးခက်ခွေးတွေကမူ သူတို့လိုက်သောသားကောင်ကိုရှေ့ကဖြတ်စည်းပြီးတပင်တကိုင်းများပေါ်မှတက်ဆောင်ကြသည်သူတို့သည်မမတ်ကြီးထောင်ထနေသောတပင်များကိုမတက်နိုင်ကြ၄၅ဒီဂရီကကိုင်းနေကိုင်းနေမြို့နေသောတပင်တကိုင်းများပေါ်ကစောင့်ကြသည်သူတို့အောက်ကိုသားကောင်ရောက်လာလေအပေါ်ကသေးပန်းချတာပြီတော်ခွေးဤသေးမှာအနံပြင်းတယ်လို့မျက်စီရဲ့ဝင်မိပါကရုတ်တရက်အကန်းလိုဖြစ်သွားတယ်ဒီဤတို့ဖြစ်ကခေါင်းကြောက်ကြဖြစ်နေသောသားကောင်ပေါ် ဖြက်ခွေးကခုံချပြီးမျက်လုံးကိုဖောက်ကိုက်တတ်သလိုဒွါရမှာဥကူလည်းကိုက်ပြဲဆွဲထုတ်ကြပြီထိုအချိန်မှာပန်းကွေးနဲ့လိုက်ကွေးများရောက်လာကြပြီးတကောက်ကျော်ကိုကိုက်ဖြက်လှဲချလိုက်ပြီးကြောထဲတွင် အုပ်ကောင်းလျင်လူကိုပင်ဝိုင်းကိုက်တတ်ကြပြီးလူရှိက၎င်းလူနောက်က၎င်းတောတရိဇံများကိုလှုပ်သလိုအမီးကိုဖင်ရောက်သွင်းပြီးတေးပန်းချသည်ထိုအမီးနှင့်သားကောင်၏မျက်စီတွင်သူတို့၏သေးရည်ဝင်အောင်အမီးရန်၍ပက်သည် ်တပင်ပေါ်တက်ပြေးလျင်တပင်ရင်းကိုဝိုင်းပြီးသေးပန်းကြသည်အနံ့ဆိုးရသောသူတို့၏သေးရည်ကိုရှူဆိုင်မိပြီးလူသည်တပင်ပေါ်ကပြစ်ကြလာ၏ဘို့တို့ဖြစ်လျင်သူတို့၏လူသားစားပွဲပင်တကြိမ်တစ်ခါမျှထို့သောတော်ခွေးအုပ်ကြီးကယွာနာနွားစကြက်ဒီရောက်လာပြီးကိုမကြားဘူးမကြုံဘူးကြသောယွာသူယွာသားများမှာဒါနန်လေးမြယူသူယူခွေးခေါ်သူခေါ်နှင့်ချက်ချင်းရွရွတက်တက်ဖြစ်သွားကြသည်သူတို့ကရွာခွေးတွေမှာတော်ခွေးကိုနိုင်သဖြင့် တော်ခွေးတွေကြောက်ကြသည်ဖြင့်ခွေးကိုလည်းထို့သို့ခေါ်၍စုကြသည်တော်ခွေးကိုအိမ်ခွေးကတစ်ချက်ကိုင်းမိသည်နှင့်အိမ်ခွေးစွယ်တွင်အစိမ့်ရှိသည်ဖြင့်အိမ်ခွေးကလည်းရင်တော်ခွေးမှာအစိမ့်မိသည်လို့၃၄ရက်ဆိုလျင်တည်တတ်သည်ဤသည်တို့ကြောင့်အိမ်ခွေးကိုတော်ခွေးကရင်မဆိုင်ရကြထို့ကြောင့်လည်းမနက်ကမှသူတို့လိုက်လာပြီးရသောစက်တွေကိုစားနေကြပြီလူနှစ်ယောက်နဲ့ခွေးသုံးကောင်ကိုကြောက်ပြီးသူတို့တော်တဲ့ဝင်ပုန်းနေကြသည်သို့တော့ဒါစားကျူးသည်လို့သူတို့စားလက်စားကိုလူကြီးတွားကြသောလူနှစ်ခွေးတို့မမြင်အောင် တော့ကိုကြီးတွေကခြုံကိုချောင်းမြောင်းလိုက်ပါလာကြပြီဟိုအခါဇွာနာစကြက်တွင်နွားများကျွဲများကိုတွေ့ရာပြည့်သည်များအကောင်ကြီးကိုဝိုင်းကြိုက်ကြတော့ပြီဟိုအခါကျွဲနွားတွေကရုံသုံးကလူတွေကလည်းအော်ဟဲ့ရွာကွေးတွေကလည်းလူတွေနဲ့အတူပါလာပြီးဟောင်ကြလိုက်လာကြတော့အခါတော့ကိုကြီးတွေကသူတို့ခိုက်လဲခဲ့ကြတော့တားကောင်ကြီးတစ်ဖက်တစကိုပင်မစားခဲ့ကြရသေးသဖြင့်တရေတမားများနဲ့တော်ရဲဝင်ပုံပြီးကိုရောင်ဖြောက်လိုက်ကြပြန်ပြီလူတွေနွားစကြက်တို့ရောက်လာတော့အခါနွား၆ကောင်နဲ့ကျွဲ၂ကောင်က စကြက်မြက်ခင်းနဲ့လဲနေပြီ။နွားနှကောင်ကမူလဲနေတော့လဲမသေးသေးအသက်ငယ်နေကြတော့နွားပိုင်ရှင်တွေကရှင်လိုရှင်ညာစေစားကုသပေးရင်ဇွာတဲ့ကိုလဲပေါ်တင်ပြီးယူလာကြသည်။တိုးတော့ဇွာတဲ့ရောက်ပြီနေသေးသွားပြီ။ကြံကျွဲနှကောင်နဲ့နွားလေးကောင်ကိုထိုနေရာ၌ပဲအမဲဖြစ်ပေါ်ကြသည်။ကျွဲတရည်နဲ့နွားတရည်ကိုဇွာထဲတွင်လှမ်းလျင်မသိတော့သဖြင့်တစ်ပင်တွင်အပေါ်မှဆို့ရရွလှမ်းကြပြီ။ဟိုတို့ကျွဲသားနွားသားပေါ်နေကြခြင်းတွင်စောစောကတော့ခွေးကိုလိုက်အကြိုက်ခံရ၍ အကြောက်လုံကတစ်ချိန်လုံးရှောက်ပြေးနေသောနမကြီးတကောင်သည်သူ့အရှင်နှင့်အတူကွင်းဆက်ကိုပြေးရောက်လာကြသည်အသားပေါ်နေကြသောရွာသားများကိုလည်းသူ့နမကိုစီပေဖမ်းပေးကြရန်ပိုင်စင်ကအကူအညီအော်ဟစ်တောင်းဝေးပါလာပြီးထိုစဉ်ဘယ်ကဘယ်ကထွက်လာကြမှမသိသောတောခွေးဟုတ်သည်ပိုချုံသည်ချုံတွေတဲကပြေးထွက်လာကြကနမကြီးနှင့်နွားပိုင်ရှင်တို့ကိုဝိုင်းလိုက်ကြတော့သည်ထိုအခါအသားပေါ်နေကြသူတွေမှအသားစားအသားနာများကိုကောက်စားနေကြသောခွေးတွေကိုခေါ်၍ တော်ခွေကိုဝိုင်းလိုက်ခံနေရသောလူနှင့်နမကိုအကူအညီပေးရန်ညာတန်ပေးကကွင်းဆက်ကိုပြေးလိုက်ကြရပြန်၏ခိုးအခါတော်ခွေတွေကနီးရချုံပုံများတဲ့ဝင်းပြီးကိုယောင်ဖြောက်ပုန်းနေလိုက်ကြပြန်သည်အမန်ကဤတော်ခွေဟုတ်သည်သူတို့၏စက်တီတချမ်းကိုလူယူသွားသောကိုအောင်လူဤကလေးနှစ်ယောက်နောက်မှခြုံခိုး၏လိုက်ပါလာကြသလိုယခုလည်းသူတို့ကြိုက်တက်ထားသောတားကောင်များကိုဖျက်ယူနေသူများခြုံထဲကချောင်းကြည့်နေကြခြင်းဖြစ်၏အနာကိုပြေးကပ်လာသောနမကိုမြင်မြင်ချင်းပင်ဝိုင်းလိုက်ကြခြင်းဖြစ်၏ အကျိုးနဲ့ရဲတဲ့တော်ခွေးတွေပါလားဟေဒီတိုင်းဆိုဒီကောင်းလေးဒီနာတော်ကြီးကဘယ်မှမသွားကြသေးပဲတော်ချုံနေတဲ့ရှိကြလိမ့်မှာသေးကြတယ်ကူလဲဘဲချုံတော်တွေကတော့ဆောင်းကြည့်နေမလဲမသိဘူးဒီတိုင်းဆိုရင်ညကြရွာတဲ့တော့ဟာအဲ့လိုမပြောနဲ့တော့ဒီတော့ရဲတဲ့တော်ခွေးတွေကိုဒီတိုင်းကြည့်နေရလို့တော့မဖြစ်တော့ဘူးပြုတ်ကျုပ်တို့မှလည်းဒါလှန်နဲ့လေးများပဲရှိတော့တနက်ရှိတဲ့မိုးဆိုးဘွယ်သွားခေါ်ကြမှာဖြစ်တော့မှတင်တယ်တနက်နဲ့လိုက်ပြင်းတော့ဒီကောင်းလေးကြောက်လန့်ပြီးတောနဲ့တည်းပြန်ဝင်ပြေးကြလိမ့်မယ်တင်တယ်ဒါမင်းမင်းလောက်ကြမှာပြုတ်ပြောနေကြတယ် အေးမောင်နဲ့စောတုံးတို့သွားလိုက်ကြကွာအကျိုးအကြောင်းပြောပြပြီးအမြန်ဆုံးလိုက်လာခဲ့ကြပါလို့ငါမှလိုက်တယ်ပြောဘာကိစ္စရှိရှိနေမဝင်ပြီလို့ပြောသူတို့တို့အချင်းချင်းမဖြစ်ကြရဘူးနော်ရက်ရွာတွင်ဩဇာရှိသောဦးတောင်းစင်ကပြောလိုက်ရအေးမောင်နဲ့စောတုံးတို့အမဲပေါ်နေရကချက်ချင်းထားပြီးကျွန်းလာပဲပြေးသွားကြသည်ပြန်လူများကမူအမဲပေါ်ရင်မကြုံစဘူးထူးတွေသည့်အဖြစ်ကိုပြောနေကြ၏တယောက်ကကျုပ်ကတော့ဒါတမျိုးပဲဗျဒီလောက်တော့ကိုယ်တွေရဲတာဒီစီရောက်လာတော့ကုတိလေဒီနာတော့ကမခွာကြသေးတာရိုးရိုးမှဟုတ်ရဲ့လားဗျို့ အမဲဖြစ်နေကြသည့်အထက်အများဤသူကိုအောင်လူကလည်းပါနေရာထို့သူ၏စကားကြောင့်မနှက်ကမှဦးငထော်စကားကိုတတိယကကိုအောင်လူမျက်နှာတစ်ချက်ပြတ်သွားသည်ကျွဲနှကောင်နှင့်နွားတရေပြားများကိုနွားစကြက်နားရှိတပင်ပေါ်တက်၍တော်ကိုရွာကိုများမမီနိုင်လောက်သောပင်စီများပေါ်တွင်တပင်တပြားကြသည်ငုတ်ရိုက်ချီ၍လန်ထားကြသည်ထိုနေ့၌ခါတိုင်းသူမည်သူမှမိမိတို့၏ကျွဲနွားများကိုရွာပင်၌မထားရဲကြနေရင်တော်ခွေးပြဒနာဖြစ်စဉ်ကပင်ရွာထဲတွင်ထားကြပြီး ဓာနာဝိညာဉ်နှင့်တောကိုယုတ်သည်မုတ်ချရှိနေသေးသည်ကိုသူတို့သိနေကြသည်ညနေ၄နာရီကျော်လောက်တွင်ကျွန်းလာကကိုချမ်းစိန်တို့တနက်အဖွဲ့မုတ်ဆိုးပြီးရောက်လာကြသည်ကိုချမ်းစိန်မှာတက်မတော်မှတက်ကြက်ကြီးရာသူဖြင့်အငိမ့်သားယူထားသူဖြစ်သည်လက်လဲဖြောင့်သည်နင်းဖြူကန်စိန်ကြီးတော်ဘက်ကိုလည်းအယောက်ပေါင်များသူဖြစ်သည်ကိုချမ်းစိန်တို့သည်နေကင်းကအခင်းဖြစ်ရာကိုထွက်လာကြသည်ကင်းဆောင်ဟုထင်ရသောတောကိုယုတ်မကြီးနှကောင်ကတာယိုးဘေးဝှေ့ပြီးရွာဘက်ကိုကြည့်နေသည် နောက်ရင်ဘတ်တွင်အဖြူကြားနှင့်တကောင်ကမူစောစောကမှရွာသားတွေတပြားလျင်တမင်းသည်ငုတ်ရိုက်တွဲလောင်းချလမ်းထားခဲ့ကြသောကျွဲနွားတရေပြားများရှိရာပင်စီကိုဖက်တန်နေကြသည်ကိုကြည့်နေသည်သို့သောတရေပြားရှိရာအပင်တွေမှာမမှန်ဆောက်ဆောက်ဖြစ်နေသဖြင့်ကုတ်ချစ်တက်လိုက်လိမ့်ကျလိုက်ဖြစ်နေကြ၏ထိုထဲတွင်အမွေးစုပ်ဖွားနှင့်ရေတဲ့ကိုကြီးနှကောင်လည်းပါသည်သူတို့အုပ်ထဲတွင်ခေါင်းဆောင်ကိုကိုချမ်းစိန်ရှာကြည့်နေ၏တာပေါင်ဘေးပေါ်မတက်ရဘဲသူ့အဖွဲသားများ ်တရေပြားရရန်ကြိုးစားနေကြသည်ကိုစိုက်ကြည့်နေသော အကောင်သည် အကြီးဆုံးအမြင့်ဆုံးဖြစ်သည်ဖြင့်ခေါင်းဆောင်အကောင်မှတည်လိုက်ရ၏ခေါင်းဆောင်နှင့်သုံးလေးကောင်ကိုပြစ်တက်နိုင်လျင်တော့သူတို့ပန်ဝင်းကျင်မှာသူတို့ပျော်ဆန်ရာတောနယ်ထဲကိုပြေးကြတော့မည်ခေါင်းဆောင်တင်ရန်အခင်းများကြလျင်အုပ်ကွဲသွားနိုင်ပြီထို့ကြောင့်ခေါင်းဆောင်ဖြစ်နိုင်ရည်ရှိသောအကြီးဆုံးအမြင့်ဆုံးကောင်ကိုပိုချမ်းစိန်က ပြစ်ပြီးအုပ်ထဲပင်အရေးပါဆုံးရေတဲခွေးနှစ်ကောင်ကိုပြည့်ရန်တိုင်ပင်လိုက်ကြချိန်မှာပင် လူရိတ်ကြသွားသောကင်းဆောင်နှကောင်ကကုကုကောက်ကမီးပြီးအချက်ပေးထပြီးကြပြီထိုအချိန်မှာပင်ကိုချမ်းစိန်တို့အပွဲကသူတို့ဤတတ်မှတ်ချက်အတိုင်းတော်ကိုဤသုံးကောင်ကိုတပြိုင်တည်းပြစ်ထည့်လိုက်ကြသည်သုံးကောင်စလုံးကိုထိပြီးတစ်ပင်ရင်းတွင်ရေတဲခွေးနှကောင်နှင့်တာယိုးပေါ်တွင်တစ်ကောင်လဲကြပြီးညှဉ်းညူနေကြပြီကိုချမ်းစိန်ကနောက်တစ်ကောင်ကိုပါပြစ်တက်လိုက်နိုင်၏ဘူခါမတော်ကိုရောက်ပြီးတော်တဲ့ဝင်ပြေးသွားကြသည်ဤတကားတော့တော်ကိုများသည်သူတို့ပျော်ဆန်ရာတော်နဲ့ထဲကိုပြေးကြလိမ့်မည်ကို ကိုချမ်းစိန်တို့ဘူဆိုးဖွဲကအတွေ့အကြုံရအတက်တိကြလေးပြီနားဆင်ပေးကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့ဆောင်းများ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါဦးခင်ဗျာနောက်နေ့ဒီမှာတင်ဆက်မဲ့ဝတ္ထုတူဝတ္ထုရှိတွေနဲ့စိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ